ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့မိမိတို့အိမ်ကိုလက်တိတ်စေတဲ့ပန်းပင်လေးတွေအကြောင်းကိုပြောပြတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့အခုလိုမျိုးဒီပန်းလေးတွေတဲ့အိမ်ထဲမှာစိုက်ပျိုးထားတာကလက်ပိတ်စေတယ်ဆိုတာကိုသိပါသလားအင်ရှင်မတွေအတွက်ကတော့ Indrain Integration အနေနဲ့ပန်းပင်လေးတွေနဲ့အလှဆင်ရတာဟာပျော်စရာပဲဖြစ်ပါတယ်ဒါပေမဲ့လို့ဖုံးရွှေနီလန်းမှာကတော့အိမ်တွင်းအလားဆင်ဖို့အတွက်မတင်နဲ့လက်တိတ်စေတဲ့ပန်းတွေရှိတယ်ဆိုတာကိုလည်းတတိထားတင်ပါရင်ကျွန်တော်တို့ပန်းတွေဟာစွမ်းအမျိုးမျိုးရှိကြပြီးတော့ကြည့်ရှုသူကိုရော သူတို့ကိုစိုက်ပျိုးပေးတဲ့ပန်းပြိုးသူတွေကိုပါပျော်ရွှင်အေးချမ်းစေတာဖြစ်ပါတယ်။ဒါပေမဲ့လို့ဖုံးရွှင်နီလန်းအရာတော့ကိုယ်အိမ်တွင်းကိုမကောင်းတဲ့ energy တွေမဝင်ရောက်နိုင်အောင်လို့အခုပြောပြပေးမယ်ဒီပန်းလေးတွေကိုရှောင်ကျဉ်ပြီးတော့စိုက်ပျိုးဖို့တော့လိုအပ်ပါလိမ့်မယ်။ကန္နမာပန်းအချို့ရိုးရရင်ကျေးမှုတွေအထူးသဖြင့်တော့ကျွန်တော်တို့တရုတ်နိုင်ငံမှာကန္နမာပန်းဖြစ်ပျူတွေဟာဒါသေဆုံးခြင်းနဲ့ဝန်းနေခြင်းကိုကိုးစားပြုပါတယ်။ကနမာပန်းကိုအာတုပအခမ်းအနားတွေမှာအသုံးပြုကြလေရှိပြီးတော့ဝမ်းနည်းမှုသင်္ကေတအဖြစ်လည်းရှုမြင်ကြပါဗျ မြန်မာမှာကတော့ကဏမာပန်းကိုဖျားပန်းကတ်လူရမှာအသုံးပြုကြပါတယ်။ဒါပေမဲ့အိမ်မှာအလှဆင်တဲ့အနေနဲ့ပန်းအိုးရဲကိုအထိုးပြီးတော့အသုံးပြုမယ်ဆိုရင်တော့ပြန်လည်စဉ်းစားရမယ့်ပန်းတစ်မျိုးပဲဖြစ်ပါတယ်။နှင်းစီဝါတချို့ယဉ်ကျေးမှုတွေမှာအဝါရောင်နှင်းစီတွေကိုတော့မနာလိုဘူးအိမ်တောင်ရေးဖောက်ပြန်မှုသင်္ကေတအဖြစ်နဲ့ရှုမြင်ကြပါတယ်။အဝါရောင်နှင်းစီဟာအိမ်ထဲကိုအဆိုးဘက်အားတာတဲ့စွမ်းအင်တွေကိုယူဆောင်လာနိုင်တယ်ဆိုပြီးတော့လေဖုံးရွှေကဆိုတာပဲဖြစ်ပါတယ်။ဝါပင် အမွေးပွားလေးလိုမျိုးအဆုပ်ဆုပ်နဲ့ချစ်စရာဖြူဥဝါပင်ငယ်လေးတွေကိုတော့စီးပွားရေးအရာခြံနေမှာအမြောက်အများစိုက်ပျိုးကြပေမဲ့လို့သူ့ကိုဘွန်ဆိုင်ပင်လေးတွေပြုလုပ်ပြီးအခန်းထဲမှာစိုက်ပျိုးထားတာကိုတော့မလုပ်တင်ဘူးလို့ဆိုပါတယ်။ဖုံးရွှေရေးရတော့ဝါပင်ငယ်လေးတွေဟာကန့်ဆုံမှု စာလောင်မှုကိုဖိတ်ခေါ်တာကြောင့်မလို့လက်တိတ်တက်တယ်လို့ယူဆထားတာပဲဖြစ်ပါတယ်။ကန္နာယပန်ဒီပန်းတွေကတော့ပန်းရည်လို့အပွင့်တွေအခက်တွေနဲ့မဟုတ်ပေမဲ့အိမ်တွေမှာသူ့ကိုအလှအနေနဲ့စိုက်ပျိုးလို့ရှိကြပါတယ်။ ခန္ဓာရပန်းတွေကအနုလက္ခဏာစွန့်ရင်ဒါမှမဟုတ်ရန်လိုမှုကိုကိုးစားပြုရာကြောင့်မလို့မကောင်းတဲ့ကံကိုစောင့်ခြင်းပေးတယ်လို့ဖုံးရွှေနေအရယူဆကြတာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ပန်းချောက်များပါ။ဖျားပန်းတွေ၆တွေ့နေရင်ချက်ချင်းလဲကြရတယ်မဟုတ်လား။ပန်းချောက်တွေဟာကြက်တရေกินမဲ့တယ်လို့ယူဆကြပါတယ်။ဒါကြောင့်ကိုယ်အိမ်မှာပန်းလှလှလေးတွေကိုပန်းအိုးထဲထိုးထားတတ်တယ်ဆိုရင်တော့ပန်းလေးတွေ၆တွေ့သွားရင်မမေ့မလျော့လွန့်ပြင်းတက်တာပဲဖြစ်ပါတယ်။ ဒါကတော့ပန်းလှဆင်ရတာတိတ်ကြိုက်တဲ့အင်ရှင်မတွေအတွက်သတိထားစရာအချက်လေးတစ်ခုအဖြစ်ဗဟုသုတရမယ်လို့မျှော်လင့်ရင်းနဲ့တင်ဆက်ပေးလိုက်တာပဲဖြစ်ပါရယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့အစီအစဉ်လေးကိုအဆုံးထိကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာစမားရဲ့နေလာ channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်